်မင်္ဂလာပါရှင်မန္တလေးချမ်းမြသာစီမျိုးနဲ့မွေးရသည့်တပင်စိုက်ပျိုးပွဲမှာအရေးရပင်တထောင်စိုက်ပျိုးတဲ့တရင်ကိုနှင်ဆက်ပါမယ်ရှင်မွေးရသည့်တပင်စိုက်ပျိုးပွဲကိုမန္တလေးချမ်းမြသာစီမျိုးနဲ့တရား၁၁လမ်းနဲ့၁၁၂လမ်းကြား83လမ်းနဲ့85လမ်းကြားတွင်ဇွန်လ18ရက်နနက်၈နာရီအချိန်ကအရေးရပင်ပေါင်းတထောင်စိုက်ပျိုးခဲ့လို့သိရပါတယ်အဆိုပါတပင်စိုက်ပျိုးပွဲကိုမန္တလေးမြို့တော်ဝန်ဦးကျော်စန်းနဲ့ မန္လေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမြို့တော်စီပင်သားယာယီကော်မတီအတွင်းမူနေကော်မတီဝင်များစီပင်သားယာယီကော်မတီမှဌာနမှုများနေဝန်ထမ်းများတက်ရောက်စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်မန္တလေးမြို့တော်ကို Green City, Clean City, Beautiful City, Smart City မြို့တော်ဖြစ်လာစေဖို့မန္တလေးမြို့တော်စီပင်သားယာယီကော်မတီအနေနဲ့နှစ်စဉ်မိုးရသည့်တပင်စိုက်ပွဲကျင်းပခဲ့ရမှာယခုနှစ်2025မိုးရသည့်တပင်စိုက်စီမံချက်ဖြင့် မန္တလေးချောင်းမြို့နယ်မှာအရေးရပင်သသောင်းဝင်းနေပန်းလာပင်9000စိုက်ပျိုးတော့မှာဖြစ်ကြောင်းသိရပါတယ်ရှင်